ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျ Gobi page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်အဲ့တော့ live ကတော့တော်တော်လေးနောက်ကျသွားပါတယ်ဒါပေမဲ့အဲဒီနေ့ပွဲတွေကအရန်ကြီးမကြိုက်ဘူးပေါ့လीနော်အဲဆိုတော့ဒီထဲမှာကျွန်တော်၄သင်းပေါင်းလေးတမောင်းဒါ၄ချောင်းရွေးထားတယ်ပြီးတော့ဒီနေ့ရဲ့ဒါနှစ်ဆနှစ်ပွဲလေးရွေးထုတ်ထားပါတယ်နော်အဲ့တော့နှစ်ဆဆိုတာတက်၃ဆပေါ့ဗျာနော်၃ဆတပွဲနဲ့ကျွန်တော်နှစ်ဆတပွဲပဲဒီနေ့ ဆွဲပါမယ်ပေါ့လीเนาะအဲ့တော့ဒီနေ့ကတော့ပွဲကအရန်များတယ်ဆိုတော့ကြည်ရတဲ့လောက်ကလည်းအဲနည်းနည်းလေးမကြိုက်တဲ့ပွဲကပိုများတယ်ပေါ့အဲ့တော့ကျွန်တော်ဒီသမောင်းလေးတမောင်းမဲ့ဒီနေ့လေးချောင်းမဲ့ကျွန်တော်ဆွဲပါမယ်เนาะအဲ့တော့တချောင်းလေးတော့ပွဲကတော့ဒီနေ့နှစ်ပွဲပဲထွက်ပါတယ်နှစ်စာနှစ်ပွဲဖြစ်ပါတယ်เนาะအဲ့တော့ဂျန်နေဟာက conference ကြီးလေကျွန်တော်ကြည်ရတဲ့လောက်ကအစင်တော့တိတ်မပြေးဘူးပေါ့เนาะဒါလက်ရှိအဲကန်နဲ့အဲ current form တွေအရာရောသူတို့လိမှာလဲเนาะခြေစွမ်းကအတီးကြမရှိတဲ့အသင်းတွေဖြစ်တာကြောင့် conference ကြီးရောလုံးဝ ျွန်တော်ရှောင်းလိုက်တယ်ပေါ့နော်အဲ့တော့ Europa League ကတော့ကျွန်တော်၄ပွဲအဓိကဒီနေ့ပြောမယ်ပြီးရင်တော့နေ့၃ပွဲ၂ပွဲထပ်ဆောင်းပြီးတော့ကျွန်တော်ကြည့်ပေးပါမယ်နော်အဲ့တော့မင်္ဂလာပါညီကိုကြီးဆိုတော့ဒါ Europa League မှာဘယ်ပွဲလေးတွေကြိုက်ကြလဲညီကိုကြီးနော်ပြောပါအောင်ဆိုတော့ဒီနေ့မှာအရန်ကြီးအဲကောင်းတဲ့အသင်းကြီးရဲ့လို့တော့မရှိဘူးပေါ့လေနော်ဒီထဲမှာအဲလက်ရှိအနေထားအရ Europa League မှာရမှတ်၉မှတ်ရတာဒါ၃သင်းပဲရှိပါတယ် Midland Braga နဲ့ Lyon ဒီ၃သင်းကဒါ၃ပွဲကစား၃ပွဲအနိုင်ရပြီးတော့မှဒါလက်ရှိရမှတ်၉မှတ်စီနဲ့၃သင်းဟာ ထိတ်ဆုံးအောင်နေဥဆောင်နေတာဖြစ်ပါတယ်အောက်မှာကအစင်လေးမှာဒိုင်နမိုဇာဂရက်ရှိတယ်ဗျာအဲဗီဒိုရီယာပယ်ဆန်ရှိတယ်ဖရိုက်ဘက်ရှိတယ်နောက်ဒီဖရန်ကာဗရိုစီရှိတယ်ဒီလေးသင်းကတော့ခုနှစ်မှတ်ရထားတဲ့လေးသင်းဖြစ်ပါတယ်ဆိုတော့အဆင့်၈မှာတော့ကျွန်တော် brand အသင်းကရမှတ်6မှတ်ဆယ်ဒါဗီကိုအသင်းကရမှတ်6မှတ်နဲ့ Aston Villa ရမှတ်6မှတ်အောက်က Lily Go Ahead နော်တောက်လျှောက်အားလုံးဟာရမှတ်6မှတ်ဒီဖြစ်ပါတယ်အဲ့တော့အဆင့်1-8ဝင်ဖို့အတွက်ကတော့ဒါအကုန်လုံးဖြစ်နိုင်သေးတဲ့အနေအထားလေးလည်းတွေ့ရပါတယ်ဆိုတော့ဒီထဲမှာဒီနေ့ကလုံးဝ mass သုံးမှတ်ရရမယ်ပွဲရတော့ကျွန်တော်ကတော့ဒီထဲမှာเนาะ safe အဖြစ်ဆုံးပွဲရွေးပါဆိုရင်တော့ပေါ်တိုလေးသွားတွေ့ပါတယ်เนาะပေါ်တိုကဒီ ultra လို့ခေါ်တဲ့အိမ်ဝင်းမှာသွားကန်ရမှာဖြစ်ပါတယ်ဂျေးရလည်းမိုက်ပါတယ်တလုံး20ဘောင်းမှာမှာနှလုံး100ရှုံးဆိုတော့ဒီနေ့ပွဲအားလုံးထဲမှာမှာကျွန်တော်3စအထိတင်လို့ရအောင်မယ် ဒီတပွဲလေးတွေ့ထားပါတယ်เนาะအဲ့ဒါလေးကျွန်တော်ပြောပြပါမယ်โอเคပါဆိုတော့အသေးလေးလက်မလေးเนาะတယောက်တစ်ချက်လောက်ကြီးတော့နှိပ်ပေးကြပါအောင်ညီကိုရီเนาะကျေးဇူးများကြီးတင်ပါတယ်ဗျဆိုတော့ကျွန်တော်တို့ let's go ပါပေါ့လीเนาะအဲ့တော့ wine spa မှာဆော့ကျင်တဲ့ညီကိုရီအနေနဲ့ကလည်း covid ရဲ့ promo code ဖြစ်တဲ့ gb777 အောင်သုံးပြီးပြီးတော့လေ100% bonus ကြီးရယူနေပါတယ်အသေးသေးသိရှိလို့ပါက wine spa မြန်မာ facebook page နဲ့သူတို့ application တို့မှ website လင်း customer service call လေးကိုနှိပ်ပြီးတော့လေ24နာရီတည်လို့ရတယ်မေးမြန်းလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ let's go ပါဆိုတော့ကျွန်တော်ပေါ်တိုပွဲကနေပဲစပြီးပြောပြီးမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီ ultra အိမ်ခွင့်မှာပေါ်တိုအဝေးခွင့်ကနေလုံး20ပေါင်းပေး ထားပြီးတော့နှလုံးကိုတရားရှုံးနေကျွန်တော်ပေးထားခြင်းဖြစ်ပါတယ်အဲ့တော့တပတ်က ultra အိမ်ကွင်းဟာဒီရာဒီမှာတိတ်အဆင်မပြေဘူးလက်ရှိနော် garden farm ရနောက်ဆုံး10ပွဲဝင်းကျင်မှာမှ2ပွဲပဲနိုင်တာတယ်အများစုကရှုံးပွဲများတာသွားတွေ့ရတာဖြစ်ပါတယ်အဲ့တော့တပတ်ကပေါ်တိုအသင်းကတော့လက်ရှိ garden farm ရအကောင်းဆုံးအနေထားတစ်ရက်မှာရက်တည်နေတယ်လက်ရှိသူတို့လီရောလက်ရှိဒီပြိုင်ပွဲစုံနော်ပေါ်တိုဒီဖလားတွေရောယူရိုပါလိတွေရော နော်ပြိုင်ပွဲသုံးကိုအဆင်ပြေနေတယ်အဲ့တော့နောက်ဆုံးပွဲက Braga လို့ဒီယာလီမှာခြေစွမ်းတည်ငြိမ်နေတဲ့အသင်းမျိုးကိုတော့မှ 2-1နဲ့နိုင်ထားတယ်ဆိုတော့ရလကတိတ်ဆိတ်မှုစရာမလိုဘူးအဲ့တော့ယူရိုပါလိမှာသူနိုင်ခဲ့တဲ့3ပွဲကိုပြန်ကြည့်ရရင်လက်ရှိနိုင်ခဲ့တဲ့2ပွဲလာနော်အဲ့တော့ပြန်ကြည့်ရရင်တော့ဒီ Northern Forest အသင်းကိုနောက်ဆုံးပွဲမှာတော့ဒါနီးပြအပြောင်းလဲမှာ Sean Dyche ရဲ့ Northern Forest ကို2-0နဲ့ရှုံးခဲ့ပါတယ်ဒါပေမဲ့ရှေ့မှာတော့ဒီယူရိုပါလိမှာကဒီ Gavina Savasa အသင်းကို2-1နဲ့နိုင်ခဲ့တဲ့ Selba Rabu Selba အိမ်ကွင်းမှာ0-1နဲ့နိုင်ခဲ့တာတွေ့ရပါတယ်အဲ့တော့လက်ရှိကအဝေးကွင်းဆိုပေမဲ့လို့ဒီဟာဒီအဝေးကွင်း ပေါ်တိုရဲ့နော်ဂါရဖောင်ရခန်းစပိုင်းမှာညိနေစပေါ်တင်းလစ်ဘွန်အိမ်ခွင်းမှာပါ1 2နဲ့နိုင်လာတဲ့ရလက်အရလက်ရှိနော်ရမှတ်6မှတ်ပဲရသေးတဲ့ပေါ်တိုနေနဲ့အဆင့်15မှာရက်တီနေပုံအရဒီဘွဲကဥထရက်လိုအိမ်ခွင်းရမနိုင်စရာဘာအကြောင်းမှမရှိဘူးဆိုတော့ဂျေးရလည်းအပေါ်အသင်းအသင်းကြီးအနေနဲ့တလုံး30ပေါင်းမှာနှလုံးတရာရှုံးဖြစ်တဲ့အတွက်ဘီဘောဂျီရောက်ခေါ်ပါတယ်နှလုံးတရာရှုံးအရပေါ်တိုနေနဲ့အောက်ထက်ဒီ individual 1.5ကျော်နိုင်တဲ့ ကိုပေါင်းဝင်ရုံမျိုးဖြစ်တယ်လို့ပဲကျွန်တော်သုံးသပ်ရင်လည်းဒီနေ့ရောဒီနေ့ရဲ့သုံးစာပွဲလေးအနေနဲ့ကျွန်တော်ပေါ်တိုဘော်ဒီလေးရွေးချယ်ထားခြင်းဖြစ်ပါတယ်ဒါပေါ်တိုဘော်ဒီပါအော်နောက်တစ်ပွဲကတော့ ရန်ပွိုင်းနဲ့ကျွန်တော်တို့က PAOK ပွဲလေးပါเนาะအဲ့တော့ PAOK နဲ့ရန်ပွိုင်းမှာက PAOK အိမ်ဝင်ရတဲ့လုံး30ရှုံးပေးထားပြီးတော့350ရှုံးနဲ့ပြန်ကားထားပါတယ်အဲ့တော့ PAOK လက်ရှိ Garner Fong အရန်ကြမ်းနေတယ်နောက်ဆုံး6ပွဲဆက်ဂျီအောင်ထားတယ်ဆိုတော့ဒီနေ့လဲအောင်ကောင်းအောင်နိုင်တယ်ဒါပေမဲ့လာမယ့်တပွဲနှစ်ပွဲအတွင်းတော့တေချာပေါက်ကြမယ်အနေဒါရှိတာကြောင့် body ကိုကျွန်တော်ရှောင်လိုက်ခြင်းဖြစ်ပါတယ်အဲ့တော့ PAOK ရဲ့လက်ရှိနောက်ဆုံးပွဲမှာ လိုင်လီအိမ်ဝင်းမှာပုံကူလေးကိုနဲ့ဖွင့်စောထားတာတွေ့ရတယ်ဗျရှေ့မှာဆယ်ဒါဗီကိုအသင်းကိုရှုံးထားတယ်မဂါဗီတဲ့အေဗီကိုဇီးဇီးဆိုတော့အရန်ကြီးရလက်ကမတည်ငြိမ်သေးဘူးအခုမှထပြီးကောင်းလာတာလဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒီနေ့ပြန်ကြသွားတာမျိုးလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့တလုံး30ရှုံးပေးထားပုံရတေချပေါ့ BOV BOK ဘက်ကတလုံးအထက်မှာ ဒီခွေဘက်ကမျောလင်းလို့ရမယ်ဂျေးမျိုးဖြစ်တယ်ဆိုတော့ဒါကမှ3လုံး90ရှုံကိုမောင်းဝင်ယူပေးထားပြီဖြစ်တဲ့အတွက်ဒီဘက်ကရမ်မိုင်းနဲ့ကိုရမယ်အနေထားလေးတွေ့ရပါတယ်အဲ့တော့ရမ်မိုင်းကကျွန်တော်ပြီးခဲ့တဲ့ပွဲမှာဒါเนาะဘီဘီဇန်နဲ့ပွဲမှာဇီးဇီးနဲ့ပဲသူတို့အနီကန်းနဲ့စောစောဇီးဇီးထွက်တဲ့အတွက်တိုက်စစ်မှုတွေလဲပြပြီးတော့ကန်ဆယ်ပဲအသာပေးဆော့တဲ့အတွက်เนาะဆွစ်ဇာလန်လိမာသူတို့လည်းရမယ်လုံနေတာကြောင့်ရမ်မတ်တမတ်နဲ့ဂျင်းနေခဲ့ရတာဖြစ်ပါတယ်ယူရိုပါလိမာရမ်မိုင်းအနေနဲ့ကလူဒိုဂိုးရဲ့အသင်းကို3-2နဲ့နိုင်လာပါတယ်လက်ရှိ ဒီ Ferran Garrosi အသင်းအိမ်ခွင်မှာဟုတ် FCSB เนาะ Bucharest အိမ်ခွင်မှာ2-0နဲ့အဝေးခွင်ကနေနိုင်လာတယ် Panathinaikos အသင်းကိုအိမ်ခွင်မှာ1-4နဲ့ရှုံးလာတယ်အများစုဟာ Bodin တို့ score တွေတွေ့ရပါတယ်ရန်ပွိုင်းအသင်းအနေနဲ့အဲ့တော့ over 2.5ပွဲတွေလည်းအများစုတွေ့ရတာကြောင့်လက်ရှိပြတဲ့350ရှုံရ ဒါ2112လောက်ကတော့ AC စမယ်လို့ယူဆပါတယ် BOK ရဲ့ individual over 1.5ဖြစ်တဲ့အတွက်လဲလက်ရှိက21ကတော့အနေဆုံးစချရမယ်လို့မျှော်လင့်ပါတယ်2232ဒီလိုမျိုးရလာလေတွေဖြစ်ပေါ်နိုင်တာကြောင့်ကျွန်တော်ဒီပွဲတွေတော့ body ထက်ဆိုင်တော့ goal body ကပိုပြီး safe ဖြစ်မယ်ထင်တာကြောင့်ဒီနေ့ရဲ့နောက်ထပ်နှစ်ဆပွဲအနေနဲ့ BOK goal body ရွေးချယ်ထားခြင်းဖြစ်ပါတယ်။ Okay ပါဒါဆိုတော့ဒီနေ့ရဲ့တကြောင်းတော့ပွဲလေးနှစ်ပွဲရမှာဖြစ်ပါတယ်เนาะအဲ့ဒါဒါလေးသင်းမောင်းနဲ့မှာလည်းဒီနှစ်ပွဲထည့်ထားတယ်ပြီးတော့နောက်ထပ်လက်ကျန်နှစ်ပွဲရတော့ဒါမောင်းနေတာပေါ့လေ နောက်ထပ်ပွဲကတော့ Magellan ပွဲလေးဆက်သွားပါမယ်เนาะအဲ့တော့ Magellan ကလက်ရှိအနေအထားမှာကာရာဖောင်တော်တော်ကောင်းနေပြာကျွန်တော် Magellan အသင်းကိုသတိမထားမိတာတော်တော်လေးမှားသွားတယ်ပေါ့လေเนาะလက်ရှိကိုနောက်ဆုံးပြန်ရအောင်3 6 9 10ပွဲထိเนาะခြေတောက်လျှောက်အောင်ခဲ့တာဗျာเนาะအဲ့ဒါပြီးတော့မှနောက်ဆုံးပွဲမှာမှ Arcas အသင်းကို ဒါတလုံး90ပေါင်ကြီးမှာဝိုင်းဝိုင်းနဲ့တည်ကြသွားတာဖြစ်ပါတယ်ကြီးကြသွားတာဖြစ်ပါတယ်ယူရိုပါလိမှာလက်ရှိမကာဘီဒေဗစ်အိမ်ခွင်းမှာ3ခုပြန်နဲ့နိုင်ထားပါတယ်နောက်ရှိမှာနော်ဒန်ဟန်ဖော်ရက်စ်အိမ်ခွင်းမှာ2 3နဲ့နိုင်ထားပါတယ်ပြီးတော့နောက်တစ်ပွဲကတော့စတမ်ဂရက်စ်လို့အသင်းကို2 0နဲ့နိုင်ထားတယ်ဆိုတော့လက်ရှိသူတို့လိမှာရောဒီဒီဒီယူရိုပါလိမှာရောတော်တော်လေးခြေစွမ်းကောင်းနေတာတွေ့ရပါတယ်အဲ့တော့အိမ်ခွင်းလည်းပူကောင်းတဲ့အနေထားမှာတွေ့ရတယ်ကိုမသွင်းနိုင်တဲ့ပွဲเนาะဒီရာဒီတောက်လျှောက်မှာပြန်ပွဲဆိုမှာ ဂိုးမသွင်းနိုင်တဲ့ပုံမရှိထားဘူးဗျာအဲ့တော့လက်ရှိတစ်ဖက်ကအသင်းက Celtic ဖြစ်ပါတယ် Celtic လို့အသင်းကို level တရာရှုံးပေးရတယ်ဆိုတာဒါတော်တော်လေးပြင်းတဲ့ body ဝင်ရုံမျိုးဖြစ်တယ်လို့ပဲယူဆတယ်ဒါကလည်းလက်ရှိ Celtic ရဲ့ဒီဟာဒီရဲ့ Garan Fong ရာတော်တော်လေးခြေစွမ်းပြတ်နေတာကြောင့်လည်းပါတယ်ဗောလေအဲ့တော့လက်ရှိကတော့ ဂျိုဒါနဲ့ဂျွန်ဆန်နှစ်ယောက်လောက်ပဲအဲအဓိကကစားသမားဒယန်ရတာဆိုပေမဲ့လက်ရှိကာရာဖောင်ရတိတ်တော့အဆင်မပြေနေဘူး Hot အသင်းအိမ်ကွင်းမှာ၃ဂိုးတကူနဲ့ Celtic ကရှုံးထားတယ်နောက်ခြေမှာ Dundee အသင်းကိုနောက် Thrace Scotland League မှာ2စီးနဲ့အဝေးကွင်းမှာရှုံးနေထားတာတွေ့ရတယ်နောက် Europa League မှာလည်းဒါ Braga အသင်းကိုဒါ0-2နဲ့ရှုံးတယ်ဒီ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 အော် Stamgrass အိမ်ကွင်းမှာတော့ဒါ2-1နဲ့နိုင်တာတွေ့ရတယ်ဆိုတော့လက်ရှိအနေအထားအရ Celtic အဝေးကွင်းကတော်တော်လေးအဆင်မပြေတာတွေ့ရပါတယ်ဒါပေမဲ့တည်ဖြစ်ဖို့တော့နည်းနည်းလေး ခြေစွမ်းခြေစားနဲ့အတွေ့အကြုံရောက်เนาะဥရောပအတွေ့အကြုံဟာဆက်တက်ကတေရနိုင်စွမ်းတော့အနှဲငယ်လေးတော့ရှိတယ်ကာဗီနာဆာဗာစာအသင်းတော်မှာဆက်တက်ကိုဒဲကြီးမှာဝမ်ဝမ်ပွဲပြီးခဲ့တဲ့အနေအထားမျိုးမှာမေဂျလန်ကလည်းပဲတရားရှုံးဖြစ်တဲ့အတော့နေမယ်ဆိုရင်တော့ကျွန်တော်တို့မေဂျလန်အနိုင်တော့တေချာလောက်မယ်ထင်တယ်မနေရရင်တော့ 1x တဲ့ပဲ chance နဲ့ပဲနေပါကျွန်တော်တို့မောင်းထဲမှာဖြစ်တာကြောင့်မေဂျလန်ပွဲလေးတော့မေဂျလန်ပေါ်လေး ထဲထားပါတယ်မင်ဂျလန်ဘော်ရီမောင်းထဲမှာနောက်တစ်ပွဲအနေနဲ့ထဲထားပါတယ်โอเคပါဒါဆိုတော့၃ပွဲရပြီဆိုတော့နောက်တစ်ဆုံးပွဲလေးပြောပါမယ်အဲ့ဒါကတော့ကျွန်တော်တို့ FNU ပွဲဖြစ်ပါတယ်เนาะအဲ့တော့ FNU နဲ့ကျွန်တော်တို့ Stuttgart ပွဲဖြစ်ပါတယ် Stuttgart အိမ်ကမှာတလုံး90ပေါင်းဂျီကို၃လုံးတည်ရင်နဲ့ပြန်ကားထားပါတယ်အဲ့တော့လက်ရှိ Stuttgart အသင်းအနေနဲ့ကအဲ Garafon အရာကတော့နောက်ဆုံးပွဲမှာเนาะဒီ Leipzig အသင်းကိုထင်တယ်เนาะ3-1နဲ့ နော်ရှုံးခဲ့တယ်အဲ့တော့ရှေ့မှာတော့ Garra Fauli မစိုးလို့ပြောလိုက်ရတယ်ယူရိုပါလိမှာပဲပြောရရင်တော့ Fina Bachi လို့အသင်းကို1-0နဲ့ရှုံးခဲ့တယ်ဘေးဇယ်အသင်းကို2-0နဲ့ရှုံးခဲ့တယ်သူတို့နိုင်တာတော့အိမ်ခွဲမှာတော့နိုင်တာလေနိုင်တဲ့တဲ့ရဆယ်ဒါဗီကိုအသင်းကိုလည်းပဲတရားရှုံးကြီးမှာ2-1နဲ့ဆိုတော့လက်ရှိအနေထားအရာကခြေစွမ်းဥရောပဥရောပမှာခြေစွမ်းတည်ငြိမ်နေဆိုရင်တော့ ဖီနာဘာချီလိုမျိုးအသင်းကိုဒီရာသီရဲ့ဖီနာဘာချီလိုမျိုးအသင်းကိုမရှုံးသင့်ဘူးလို့ကျွန်တော်ယူဆတယ်။ဘေဇယ်လိုမျိုးအသင်းအိမ်ခွင်းမှာနှစ်ခုပြန်နဲ့ရှုံးစရာမရှိဘူးလို့ယူဆတယ်။အဲ့တော့ဒီနှစ်ပွဲမှာဒီလိုရလဒ်လီဖြစ်ပေါ်ခဲ့တာကြောင့်လက်ရှိဘေဇယ်နဲ့ဖီနာဘာချီထက်ခြေစွမ်းပိုကောင်းတဲ့ဖီယန်နုလိုအသင်းကိုကြေးရအားဖြင့်ကတော့တလုံး90ပေါင်ပေးထားတယ်ဆိုပေမဲ့ကျွန်တော်နှလုံးမပြတ်နိုင်တော့ဘူးလို့ပဲယူဆတယ်။ဘာလို့လဲတလုံး90ပေါင်မှာသုံးလုံးတည်ကိုပေါင်းကြီးပေးထားတာကြောင့်လေဖီယန်နုကအချိန်မီဂိုးရနိုင်တဲ့ ဂိုးပေါင်းဝင်မျိုးဖြစ်တယ်လို့ကျွန်တော်ယူဆတယ်။ Fiorentino ကလက်ရှိ Panet တကူအသင်းကို Europa League မှာ၃ဂိုးတကူနဲ့နိုင်လာတယ်။ရှေ့မှာ Aston Villa ကိုတော့2-2နဲ့ရှုံးလာတယ်။ Braga ကိုတော့1-0ပေါ့လေ။ဒါကလည်းလက်ရှိ Aston Villa ရဲ့ Europa အတွေ့အကြုံနဲ့ Unai Emery ရဲ့လက်ရှိ Garnfong တက်နေတာတကြောင်။ရှေ့မှာ Braga ရဲ့လက်ရှိ Garnfong ရ တို့လိမာကိုနိုင်ကိုကကောင်းတာကြောင့်ရှုံချင်းဖြစ်ပါတယ်ဆိုတော့လက်ရှိအနေအထားမှာဥရောပအတွေ့အကြုံပုံများတဲ့ VNU အသင်းဟာစတုဂတ်လိုအသင်းကိုတော့လက်ရှိအခြေအနေမှာเนาะအဲတရီတမှတ်လောက်တော့အနေဆုံးရယူသွားနိုင်မယ်လို့ယူဆတာကြောင့်ကျွန်တော်ဒီပွဲလေးတော့နောက်ဆုံးမောင်းအနေနဲ့ VNU လေး body လေးရွေးချယ်ထားခြင်းဖြစ်ပါတယ် VNU body ပါโอเคပါဒါဆိုတော့ဒီနေ့ရဲ့လေးသိန်းမောင်းတဲ့အတူဒီကြောင့်တော့ပွဲကျွန်တော်ရွေးချယ်တဲ့နှစ်ပွဲလေးရမှာဖြစ်ပါတယ်เนาะအဲ့တော့ရမ်းများတဲ့ ပွဲတွေအများများတဲ့အတွက်လည်းเนาะအဲနည်းလေးထိန်းစော့ပေါ့လေเนาะကျွန်တော်တို့ဒါတောက်ကြစနေတနင်္ဂနွေမှာပဲကျွန်တော် share ပြန်ကျုံးပါမယ်เนาะမနေ့ကတော့ဒါဒါကျွန်တော်အပေါင်း200လေးမနေ့ကတော့အပေါင်းထွက်ခဲ့ပါတယ်အဲ့တော့လက်ရှိကတော့ဒီနေ့ဒီကြောင်တော်ပွဲနှစ်ပွဲရွေးချယ်ထားပါတယ်ဆိုတော့6ရက်17လ2025ရက်ကျွန်တော်ဒီကြောင်တော်ပွဲနှစ်ပွဲကတော့တပွဲကတော့ကျွန်တော်ရန်ပွိုင်းဂိုးပေါ့နှစ်စာပွဲလေးဖြစ်ပါတယ်နောက်တစ်ပွဲကတော့ပေါ်တိုဘော်ဒီ3စာပွဲလေးဖြစ်ပါတယ်เนาะအဲ့နှစ်ပွဲဟိုမှာ လေးသင်းပေါင်းအနေနဲ့ပြန်တွဲမယ်ဆိုရင်တော့ Bordeaux Body, Yamwine Go ပေါ့ Magellan Body နဲ့ Fianu Body ဖြစ်ပါတယ်เนาะအားလုံးပဲ good luck ပါညီကိုတို့အဲ့တော့ channel ပွဲလေးတွေကကျွန်တော်ဘယ်ပွဲလေးများကြည့်ပေးရအောင်လဲပေါ့နော်တပွဲနှပွဲလောက်ကျွန်တော်ကြည့်ပေးပါမယ်ဗျဘယ်ပွဲလေးများကြည့်ပေးရအောင်လဲပေါ့လေဆိုတော့ channel ထဲမှာကျွန်တော် Mighter ဆိုလို့ Mighter ဆိုလို့ Dynamo Zagreb လေမစိုးတော့မစိုးဘူးဗျဒါပေမဲ့ဒေဂျီကတော့ကျွန်တော်မကြိုက်ဘူးဗျဒီလားဘယ်ပွဲကြည့်ပေးရအောင်လဲညီကိုတို့ရေနော် နိုင်စီပွဲလေးပြောပြပါ okay ဗျာနိုင်စီပွဲလေးကျွန်တော်ပြောပြပါမယ်เนาะနိုင်စီเนี่ยကျွန်တော်တို့အဲ nice နဲ့ fry bat ပေါ့လीเนาะအဲ့တော့လက်ရှိကတော့ဒဲဂျီပေးထားတယ်နှလုံး80ရှုံပေးထားတယ်ဆိုတော့ဒဲဂျီမှာနှလုံး80ရှုံဆိုတဲ့က nice သုံးမှတ်ရဖို့ကနည်းနည်းလေးခက်ခဲနိုင်တယ်အဲ့တော့ nice တွေ့ရတဲ့အသင်းတွေကပြီးခဲ့တဲ့ Europa League မှာ Cedavigo အိမ်ခွင့်မှာ2-1နဲ့ရှုံးခဲ့တယ်ဖီနာဘာချီအသင်းအိမ်ခွင့်မှာ2-1နဲ့ရှုံးခဲ့ပြီးတော့အိမ်ခွင့်မှာ ရိုမာကိုနိုင်စီယာရှုံးခဲ့တယ်၃ဘွယ်လုံးရှုံးခဲ့တာတွေ့ရတယ်လက်ရှိနောက်ဆုံးဒီလီဂူဝါမှာလည်း PSG အင်ကုန်မှာ1စီနဲ့ရှုံးခဲ့တယ်ဒါပေမဲ့အိုက်ပွဲကျွန်တော်ကြည့်လိုက်ရတယ်နိုင်စီကောင်တာတော်တော်လေးကောင်းပါတယ်ဒါပေမဲ့လက်ရှိအဆုံးသတ်မသေးကြတာရဲ့နောက်ဒီခန်စပိုင်းအသားပြီးပြီးဆော့ရတဲ့အကြောင်းကိုမရတဲ့အနေထားပေါ့လေအဲ့တော့နောက်ဆုံးအင်ကွင်းကတော့လိုင်လီလူအသင်းကိုကျွန်တော်တို့ ဒူးစီးနဲ့နိုင်တာတွေ့ရတယ်လိုင်ယွန်ကို3 2ဆိုတော့စိုးတော့မစိုးဘူးဗျဒါပေမဲ့ဥရောပအတွေ့အကြုံအရာကဒီ fry back အနေနဲ့လည်းလက်ရှိအနေအထားမှာအခြေအနေတော့တိတ်မကောင်းဘူးပေါ့လေနော်အဲ့တော့တေပွဲဒီလက်ရှိကာရဖောင်ရအများစုတွေ့ရတယ်ယူရိုပါလိမှာလက်ရှိဘေးဆဲအသင်းကိုတော့2 1နဲ့နိုင်တယ်ဘောလုံးညာအင်ကွင်းမှာ1 1နဲ့တည်ကြတယ်နော်ဥထရက်အသင်းကို2 0ဆိုတော့ ဒီကောင်လည်းဟိုလက်ရှိဂါရဖောင်အရာကဘက်ကန်ရဲ့အနေထားမှာတော့မရှိနေဘူးဗျ။ဒါပေမဲ့လက်ရှိဂါရဖောင်အရာကဒဲကြီးမှာနှလုံး80ရှုံဆိုတော့တရေပွဲနဲ့ပဲအဆုံးသက်ဖြစ်မဲ့အနေထားလို့တော့ကျွန်တော်ယူဆတယ်ပေါ့လေ။အဲ့တော့ body ဝင်ရိုးအရာကတော့ဒဲကြီးဖြစ်နေတဲ့အတွက်အဲလက်ရှိ night see အနေနဲ့ကတော့အိမ်ခွင်းမှာအဲရလက်အရန်ကြီးမကောင်းနိုင်တဲ့အတွက်နေမဲဆိုရင်တော့မှကျွန်တော် 2x divergence fiber ပဲကြိုက်ပါတယ်ညီကိုတို့နော်။အဲ့ဒါပဲကြိုက်ပါတယ်။ villa ပွဲလေးပြောလိုက်ပါတယ်။ villa ပွဲကကျွန်တော်ပြောရမှာကလက်ရှိနှလုံးတည်ဟာ Aston Villa အနေနဲ့ Unai Emery အနေနဲ့ကအဲလူစုံတက်စုံထုတ်လာမယ်ဆိုတော့တေချာပေါက်နိုင်နိုင်ကြီးများတယ်ဘာလို့လဲနှလုံးတည်ကိုမှဘယ်ရောက်ပါလဲအဲ၃လုံး30ရှုံးနဲ့ကိုပေါင်းကြီးပေးထားတာဖြစ်တော့၃လုံးအထီတောင် ရောက်နိုင်တဲ့ဝင်ရုံးမျိုးဖြစ်ပါတယ်ဒါပေမဲ့လာမယ့် Premier League ကလက်ရှိဒီ Aston Villa ကိုပြန်ကြည့်မယ်ဆိုရင်เนาะပြီးခဲ့တဲ့ပွဲမှာလည်းတို့ဒါ Liverpool အသင်းကိုရှုံးနေခဲ့တယ်ဆိုတော့အရှိမှ Man City ကို1-0နဲ့နိုင်ခဲ့တာကြောင့်လုံးရင်တော့ဖြစ်ပါတယ်လာမယ့်ပွဲကဘုံမောင်းနဲ့တွေ့မှာဖြစ်တဲ့အတွက်အိမ်ဝင်ဖြစ်တဲ့အတွက်လည်းအရန်ကြီးတော့ pressure မရှိဘူးပြအဲ့တော့လူစုံတက်စုံနဲ့ထွက်လာမယ်ဆိုတော့ Aston Villa ကျုံးတင်ပါတယ်เนาะအဲ့တော့ Aston Villa လက်ရှိရမှတ်လိုတယ်၃မှတ်ကတေးကြတယ်လက်ရှိ၆မှတ်ပဲရသေးတယ်ဆိုတော့တေးကြပေါ့ဒီနေ့၃မှတ်ရမယ်၉မှတ်ကတော့လုံးဝရှူးရတယ်တစ်ဖက်က Maccabi Tel Aviv ကအရင် Maccabi Tel Aviv တော့ မဟုတ်တော့ဘူးပေါ့လေနော်ဒီအားဒီမှာအဝေးဝင်းလက်ရှိဖောင်အရန်ကောင်းဝင်မယ်လက်ရှိနောက်ဆုံးဒါပြောင်းဆုံးခုနှစ်ပွဲမှာနှစ်ပွဲပဲနိုင်ထားတဲ့ရလက်ရှိတယ်ယူရိုပါလိမှာမေဂျလန်အသင်းကိုတောင်မှဒါ၃-၉ပြန်နဲ့ရှုံးပါတယ်ဒိုင်နမိုဇာဂရက်အသင်းကို1-3နဲ့ရှုံးတယ်ဆိုတော့ လက်ရှိ SN Villa အတင်တကယ်ကန်ရောပြတ်တယ်ဗျနော် SN Villa လက်ရှိကြီးရတော့နည်းနည်းလေးဟိုနှလုံးတည်ရဆိုတဲ့အနေအထားအရာကတော့၃လုံးအထိမပြတ်နိုင်လို့ဆိုရင်တော့မှနှလုံး out တစ်ပြတ်မယ်ကြီးလို့ပဲကျွန်တော်ယူဆပါတယ်နော် SN Villa ကောင်းပါတယ်ဗျဒါပေမဲ့ line up ကြည့်ပါနော် line up first line up နဲ့ကန်တော့ကျွန်တော် AC ဆွဲလို့ရပါတယ်ညီကိုကြီးနော်ဆိုဘဲဘွဲလေးများကြည့်ပေးအောင်လေဗျနော်တပွဲလောက်ကြည့်ပြီးတော့ကျွန်တော်အဲ lively နားပါတော့မနော်အဲဘတ်တစ်ကြီးပြင်းမနေဘူးလားဘတ်တစ်ကြီးအဲဘတ်တစ်ကျွန်တော်မပြောရသေးဘူးနော်ဘတ်တစ်ပွဲမိုက်တယ်ဗျ ော့ lion ကြိုက်တယ်ဘတ်တကြီးပြင်းတယ်ဒါပေမဲ့ lion ကြိုက်တယ်ဗောနော်ဘယ်ရောက်ပါလဲအဲ့တော့တလုံး40ပေါင်းပေးထားတယ်သုံးလုံး60ပေါင်းလက်ရှိ lion ရဲ့အဓိက current form အရာကနည်းနည်းလေးတော့ဟို lion ခြေမငြိမ်ဘူးဆိုတာထက်အဲဒိုင်ယန်လူစင်အနှဲငယ်လေးရှိနေတယ်ဗောလေနော်ဒီနေ့တိုလီဆိုဒီဒီဘောမှာအနီကက်ထိထားတယ်အတော့လက်ရှိအတကင်ဘိုင်းကနော်ကိုးရမယ့်အနေဒါတိတ်တော့မရှိနိုင်ဘူးဒါကြောင့်လဲ3060ပေါင်းနော်ကိုပေါင်းကြီးပြော့နေခြင်းဖြစ်ပါတယ်တလုံး40ပေါင်းအရာတော့ အောင်နိုင်ကြီးတော့ရှိတယ်ဗျ။တမိုင်းတခြားမှာ2013လောက်ကယူရိုပါလီမှာတခါတွေ့တယ်ဒီနှစ်သင်းကဒီ Reaperate အင်ကွန်းမှာ level တရားရှုံးပေးတယ်။စီးစီးနဲ့ကျွန်တော်ပွဲပြီးခဲ့တယ်။ဒုတိယအကြော့ Lion အင်ကွန်းရောက်တဲ့ခါမှာ Lion ကတလုံး90ပေါင်ပေးပြီး 1C နဲ့ပွဲပြီးခဲ့တာ။ကြောင့်အခုပေးထားတဲ့ GEA ကတော့ ပြင်းတာတော့ပြင်းတယ်။ဒါပေမဲ့အစင်းအလာရောဒီဥရောပအတွေ့အကြုံအရာရောက Lion က rehabilitated ဆိုင်အများကြီးအတွေ့အကြုံရှိမယ်လို့ယူဆတယ်။အဲ့တော့ rehabilitated လက်ရှိ Europa League မှာ Racing Jet အိမ်ဝင်းမှာကျွန်တော်ဇီးဇီးနဲ့ဂျီနက်ခဲ့ရတယ်။ Ludogorets အိမ်ဝင်းကတော့ထားလိုက်တော့ဘောနော်2နဲ့နိုင်ပါတယ်။ဒါပေမဲ့ Northern Forest လို့အသင်းကိုတူတူဆိုတဲ့ကလက်ရှိ Garrafon အတီတကြမရှိတဲ့မတည်ငြိမ်နေတဲ့ rehabilitated အိမ်ဝင်းတော့ကျွန်တော်မယုံကြည်ဘူးဗျ။အဲ့တော့ Antonio တို့ဘာလို့လုံးဝပွဲထွက်လာမယ့်အနေထားပေါ့လေ။တော့လို့ ဒီပဲစရာရည်တည်မှုရလဲအဆင့်16ဖြစ်တဲ့အတွက်ဒီနေ့ဘက်မှာဒါ၃မှတ်ရရင်အဆင့်128ထိဝင်နိုင်ချေရှိတာကြောင့်ဘတ်တစ်ကတော့ကျုံးနိုင်တယ်ဒါပေမဲ့ Lion ဟာလက်ရှိအနေထားအရအဝေးဝင်းကာရာဖောင်တော့မဆိုးဘူးပေါ့လေအဲ့တော့ဒီဒီ Europa League မှာတော့တို့ဘေးဆယ်အသင်းကိုတို့ဒါ2စီးနဲ့နိုင်တယ်ဆဲဘက်ကို2စီးနဲ့နိုင်တယ်နောက် Ultra အသင်းကို Z1 နဲ့နိုင်ပြီးတော့လက်ရှိရမှာ6မှတ်ရထားတဲ့အသင်းတွေကတသင်းဖြစ်ပါတယ်အဲ့တော့ current form ရအတည်ငြိမ်ဆုံးအသင်းဖြစ်တယ်လို့ယူဆတယ်ဒါပေမဲ့လက်ရှိမှာတော့နည်းနည်းလေးစိတ်ပူတယ် Brass ကိုဒါစည်းစည်းနဲ့တေးကန်တယ် Paris ကို33နဲ့ကန်တဲ့အချက်ကြောင့်တော့နည်းနည်းလေးဘတ်တရဲ့တိုက်စစ်ကိုတိတ်ခံခံနိုင်မဲ့အနေထားတော့မပေါ်ဘူးရဒါပေမဲ့လက်ရှိ Lion အနေနဲ့ကျွန်တော်ကတော့နှလုံးတော့မပြတ်နိုင်ဘူးထင်တယ်ဗျ30လောက်ကတော့ရင်းလို့အဆင်ပြေမယ်ထင်ပါတယ်เนาะဒီဘက်လေးကျွန်တော် Lion ကြိုက်ပါတယ်ညီကိုတွေเนาะ Lion body ဖြစ်ပါတယ် โอเคပါအစကျွန်တော် lion ထည့်ရမလား magellan ထည့်ရမလားအဲ့ဒီမောင်းထဲမှာစဉ်းစားသေးတယ်ဗောလေဒါပေမဲ့ magellan ကလက်ရှိ current form ရန်ကောင်းနေတာကြောင့်အဲ့ magellan ပွဲလေးပဲကျွန်တော်ယူလိုက်တာပါမောင်းထဲမှာလေနော် lion ကြိုက်ပါလေဗျာနော် lion โอเคပါဆိုတော့ဒီနေ့ဒါသုံးသက်ချက်လေးကတော့လောင်းနေပဲရန်သားပြစီညီကိုရေနော်အဲ့တော့ဒီဒီ live view လေးအသေးလေးလမလေးတော်ချက်လောက်ကိုညီပြီးတော့မနေ့ရက်သေးနှိပ်ပေးကြပါမယ်ညီကိုရေဆိုတော့ဒီ live stream လေးဒါဒီနေ့ကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတော်ချင်းတိုင်းကျေးဇူးများကြီးတင်ပါရဗျမင်္ဂလာစီစောညလေးဖြစ်ပါစေဗျ good luck ပါဗျ